ဧပြီ18ရက်နေ့အတွက်ညနေခင်းသတင်းတွေကိုနားဆင်ရမှာပါ။ရှမ်းပြည်မြောက်ပိုင်းလာရှုံမြို့ရဲကိုဒီနေ့မှပြန်လည်ဝင်ရောက်လာတဲ့စစ်ကောင်စီတပ်နဲ့ဌာနဆိုင်ရာဝန်ထမ်းတွေကို Water UWSA နဲ့ကိုကန်တက် MNDAA တို့ကလုံခြုံရေးရှုပေးခဲ့ရတယ်လို့မြို့ကန်သတင်းရှင်းမြစ်တချို့ပြောပါရယ်။လာရှုံကိုစစ်ကောင်စီလက်ထဲပြန်အပ်ဖို့ MNDAA ကိုတရုတ်ကဖိအားပေးနေတယ်ဆိုတဲ့သတင်းတွေလည်းထွက်ခဲ့ပြီးအခုတော့လာရှုံကိုသိမ်းပြီးနောက်၈လကျော်အကြာမှာမြို့ရဲကနေ MNDAA ဆုတ်ခွာရတာဖြစ်ပါရယ်ရှင်။ အာဆီယံအလဲကျဥက္ကဋ္ဌတာဝန်ယူထားသူမလေးရှားဝန်ကြီးချုပ်က အာနာသိန်းစစ်ကောင်ဆောင်မင်းအောင်လိုင်းနဲ့ NUG အစိုးရအဖွဲ့ဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းတို့ကိုတီးခြားစီတွေ့ဆုံခဲ့ပါတယ်။အဲ့ဒီနောက် NUG နဲ့ရောစစ်ကောင်စီနဲ့ပါတွေ့ဆုံဆွေးနွေးမှုနှစ်ခုစလုံးဟာအပြုသဘောဆောင်တယ်လို့မလေးရှားဝန်ကြီးချုပ်ကအသိပေးထားပါတယ်ရှင်။ဒကြန်အကြိုနေ့ဖြစ်တဲ့ April 23ရက်နေ့ကမကွေးအကျဉ်းထောင်မှာရုံရင်းစံကတ်ဖြစ်ပြီးထောင်ဝန်တန်းတွေရဲ့ပြစ်ခတ်မှုကြောင့်နိုင်ငံရေးအကျဉ်းသားနှစ်ဦးထပ်မံနေတည်ဆုံကြောင်း PPNM ကထုတ်ပြန်ပါတယ်။ ဒါအပြင်နိုင်ငံရေးအကျဉ်းသားနဲ့အကျဉ်းသားအများအပြားထိခိုက်ဒဏ်ရာရပြီး၅ဦးထပ်မံဲဆေးဝါးကုသမှုခံယူနေရသလိုထာဝရန်းတွေဘက်ကလည်းထိခိုက်ဒဏ်ရာရသူရှိတယ်လို့သိရပါတယ်ရှင်။ကချင်ပြည်နယ်ဖားကန့်မြို့နယ်တဲကမြစ်ကြီးနာတနိုင်လီတိုလန်းပိုက်ကလဝါကျေးရွာဘက်ကိုစစ်ကောင်စီတပ်ထိုးစစ်ဆင်လာလို့ဧပြီ14ရက်ကနေ16ရက်အထိ၃ရက်ဆက်တိုက်တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ကချင်လွတ်လပ်ရေးတပ်မတော် KIA ပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးကြီးနော်ဘူးကအသိပေးပါတယ်ရှင်။